ဈေးအကြီးဆုံးဟိုတယ်တွေကတစ်ခုဖြစ်တဲ့အဘူဒါဘီမြို့ရဲ့ကျယ်ခွနပွင့်အဆင်ရှိ Emirates Bali အကြောင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Miss Knowledge ကနေပြီးတော့ပရိသတ်တွေအားလုံးကိုကျေးဇူးပါတယ်ဒီကပြပြပေးမယ်အကြောင်းအရာလေးကတော့ကျဲခွနပွင့်အစင်ရှိရဲ့ Emirates Bailey's Hotel အကြောင်းပဲဖြစ်ပါတယ်။ဒီနေ့မှာတော့နန်းတော်ကြီးတစ်ခွဲခန်းနာလွန်လာတဲ့ကျဲခွနပွင့်အစင်ရှိတဲ့အဘူဒါဘီမြို့ရဲ့ဇင်ကန်ဟိုတယ်ကြီးတစ်ခုဖြစ်တဲ့ Emirates Bailey's Hotel အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ပြည်သက်ကြီးရဲ့ဆဲဆောင်မှုတွေပြည့်နေနေတဲ့ခန်းနာထဲဝါလာတဲ့ဟိုတယ်အတွင်းကိုလိုက်ပါကြည့်ရှုခန်းစားပေးပါဦးနော်ဘလို့ထဲဝါခန်းနာမှုတွေအပြင်စင်တွေတီထွင်ဖန်တီးမှုတွေနဲ့ပြည့်နေနေလဲဆိုတော့ Emirates Palace ကြီးရဲ့အတွင်းပိုင်းကနေစပြီးရေကူးကန်နဲ့ကမ်းခြေတွေအထိကိုတင်ဆက်ပေးသွားမှာပါကမ္ဘာပေါ်မှာဈေးအကြီးဆုံးဟိုတယ်တွေကတစ်ခုဖြစ်တဲ့ Emirates Palace ဟာတိစောက်ခဲ့သမျှကုန်ကျစရိတ်အများဆုံးဟိုတယ်တွေကတစ်ခုဖြစ်ပါတယ် ဒေါ်လာ3ဘီလီယံခန့်ကုန်ကျထားတဲ့ Emirates Ability ရဲ့ကြီးကြပ်ခံနာမှုတွေကိုပြပြပေးသားမှာပါ249ဘီမြင့်နဲ့ဟိုတယ်အတွင်းအံ့ဩဝယ်ပြီးသူကလက်ရာတွေကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ Emirates Palace ဟာနေ့လယ်ပိုင်းတွေမှာတွားရောက်လည်ပတ်ဖို့အတွက်အကောင်းဆုံးအပန်းဖြေစခန်းတစ်ခုဖြစ်ပါတယ်။ Emirates Palace ကိုအလုသမား2000ကျော်နဲ့သုံးနှစ်ကြာဆောက်လုပ်ခဲ့ပြီးတဲ့နောက်2005ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ရွှေနဲ့စကြင်ကြောက်တွေနဲ့အလှဆင်မှုဖန်တီးထားပြီးအေကန်မှာရွှေအယောင်ဆက်တစ်ခုလည်းရှိပါတယ်။ ဟိုတယ်နောက်ကျောင်းကနေပါရှန်ပင်လေခွေကိုလှမ်းကြည့်လို့ရပါတယ်။အစောင်းအတွင်းဟိုတယ်အခန်းပေါင်း400နီးပါးရှိပြီးစင်ခံကန်းတွေလည်းအများအပြားရှိပါတယ်။စတူယံပေပေါင်း9300ကျပ်ဝန်းနဲ့ Emirates Palace မှာအခန်းကားကတညကို American Dollar 15000ကျပ်ဝန်းကျင်တဲခုတ်ကပေးရတာဖြစ်ပါတယ်။ Emirates Palace မှာ ေယာမဘဟုကံအပါအဝင်အမိုးခုံပေါင်း134လုံး၊မိဒိုင်ပေါင်း1000လုံးနဲ့ဇက်လီက102ခုလို့ပေါ်ဝင်ပါတယ်။2008ခုနှစ်အတွင်းကခရစ်စတီနာအန်ဂူရီလာဟိုတယ်မှာဖျော်ဖြေခဲ့စဉ်ကလူပေါင်း15000ခန်းမာရီမှာအဝင်ခွင့်ချဖြစ်ခဲ့တယ်လို့သိရပါတယ်။ Emirates Palace မှာစားတောက်ဆိုင်ပေါင်း14ဆိုင်ရှိပြီးအရှိအလဲပိုင်းအာရှ၊ဥရောပနဲ့အခြားဆောက်ဆာတွေလည်းရရှိနိုင်ပါတယ်။ Emirates Palace အတွင်းမှာအစားအသောက်လာစင်မှုအတွက်တစ်နှစ်ကိုရွှေ၁၁ပိတ်သားကိုအသုံးပြုနေရတယ်လို့သိရပါဗျ။ အချို့ဝဲအတွက်ရွှေအောင်ဖုံးထားတဲ့ cheese cake လေးတွေကိုလည်းမြင်တွေ့နိုင်ပါတယ်။ဒါဆိုရင်တော့ပရိသတ်ကြီးအနေနဲ့မေးစရာရှိလာတာကကဘာမှာရွှေနဲ့အနှဆင်ထားတဲ့ hotel တစ်လုံးစားလို့ဖို့ဒေါ်လာ3ဘီလီယံလောက်တောင်ကုန်ကြလား။ဟုတ်ပါတယ်ပရိသတ်ကြီး။ Emirates Palace Hotel ကြီးစားလို့တဲ့ကုန်ကျစရိတ်က American Dollar 3ဘီလီယံလောက်ကုန်ကျခဲ့တာဖြစ်ပါတယ်။ Emirates Palace Hotel ကြီးဖန်တီးထားတာကအနုပညာလက်ရာတစ်ခုဖြစ်ပြီး Hotel ကအလောက်ကိုင်းပေါင်း1000ချီကဖန်တီးပေးထားတာဖြစ်ပါတယ်။ ထော်တဲ့ကြောင့်ခီးသွွားလုပ်ငန်းကနေဝင်ငွေဒေါ်လာတန်းမများစွာဖန်တီးပေးတာကြောင့်နိုင်ငံအတွက်ရော မျက်စိကျစရာဖြစ်စေမယ့်လက်ဆောင်တစ်ခုလည်းဖြစ်ပါရယ်။ကိုပိုင်လှေစိမ့်တဲ့တတသမ3ကီလိုမီတာအကွာဝေးရှိတဲ့တည်တံ့ကန်းစစ်တစ်ခုလည်းရှိတာကြောင့် Emirates Palace ဟာအလွန်ကိုခမ်းနားထင်ပါပြီးတော့ခင်မီပြီးသူကလက်ရရင်းနဲ့ပြည့်နေနေတဲ့ဟိုတယ်တစ်ခုဖြစ်ပါရယ်။ Emirates Palace ဟာ UAE ခရီးစဉ်အတွက်ကောင်းမွန်တဲ့အပန်းဖြေစခန်းတစ်ခုဖြစ်တာကြောင့်ပရိသတ်ကြီးအနေနဲ့လေ့လာဖို့အတွက်ပဲဖြစ်ဖြစ်ဓာတ်ပုံရိုက်ဖို့ပဲဖြစ်ဖြစ်တွားရောက်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးကြတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုကလစ်တွေမှာပြန်လည်ပြီးတော့ဆုံမှုတက်ဆိုရင်တော့ like and follow လေးနဲ့အားပေးသားကြပါဦးနော်။အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေရှင်။